အရက်ကိုဆွဆွဲလန်းလန်းကြိုက်နေတတ်တဲ့အခုတွေဦးလေးတွေရေဒီဗီဒီယိုလေးကိုမြင်ခဲ့ရင်ခဏလောက်တော့ကြည့်ပေးပါဗျာအခုတို့ကအိမ်တော်ဦးစီးတွေဖြစ်မယ်အိမ်မှာအာကိုအားထားရတဲ့တွေဖြစ်မယ်မှန်ပါတယ်အခုတို့အလုပ်တွေအရင်ပဲမှန်မယ်မှန်တယ်ဒါပေမဲ့အခုတို့လုပ်ရတဲ့အလုပ်တွေစိတ်ပစ္စည်းမှုတွေကိုဘန်းပြပြီးတော့အရက်ကိုလွန်ကျွန်တောက်တိုက်ရမှားနေတယ်ဗျာ ကိုရအတအရန်ကြီးတာပဲကိုတောက်ချင်လို့ကိုမဖြစ်နိုင်တဲ့အရာကိုလုပ်ချင်တဲ့အရာအဲ့ဒီစိတ်ဖိစီးမှုတွေကိုပင်ပန်းမှုတွေပေါ့ခုတုံးလောက်ပြီးတော့ခလောက်တွေမတောက်ကြပါနဲ့အကိုရစလိတ်တော့ရက်တော့မူးယူပြန်လာရင်လေအကိုရအိမ်မှာရှိတယ်လူပြိုဆိုရင်လည်းအကိုရမိဘတွေမောင်နှမတွေအကိုကြောင့်ဘလောက်တော့ကရောက်ကြရလဲလူပြိုလူလူတွေပိုင်ဆိုင်ထားတဲ့မိဘတွေမောင်နှမတွေဆိုရင်ညလည်းမေးရအောင်နေ့လည်းမေးရအောင်ပြဿနာရှာခံရတယ် သူတို့မှာအေးကောင်းခြင်းမအေးရစားကောင်းခြင်းမစားရပတ်ဝန်းကျင်မှာလည်းရှက်စရာကောင်းတယ်အလားတူပဲအိမ်နောက်နဲ့အကိုတွေဦးလေးတွေဆိုရင်လည်းကိုရိုးရဲ့တာသမီလေးတွေကိုရိုးရဲ့မိန်းမတွေမျက်ရည်နဲ့မျက်ခွက်ကြည့်ပဲဗျအကိုမူးယူးနန်းဆောင်နေတဲ့အကိုရဲ့ခန္ဓာကိုယ်ပေးမှာခန္ဓာကိုယ်ပေးမှာသူတို့ကတညလုံးမိဆက်ရတာသူတို့ရဲ့ဘေးကအကိုတို့စီရရတဲ့အနတ်သက်ဆိုးတွေချွေးနှံ့နေရက်နှံ့နေတတလုံးကြီးခံစားနေကြတာလားကိုရိုးရဲ့အနံ့အဆိုးတွေကိုကိုရိုးပဲရှူကြည့်ပါအောင်ဘယ်လောက်ပြင်းလဲဆိုတာ ကိုတို့ရဲ့ဇနီးမယားတွေဦးလေးတို့ရဲ့သားသမီးတွေအဲ့ဒီအနှံ့ညီလေးရှူနေရတာအမနာအောင်လားဗျာနော်ကျွန်တော်ဒီလူပြောတာကျွန်တော်ရဲ့မိသားစုထဲမှာလည်းရတမားတွေရှိတယ်သူတို့မြင်ပြီးမှကျွန်တော်ဆိုရင်လေငငယ်ကလေးကကျွန်တော်အရင်မတောက်တတ်ဘူးအခုလည်းအရင်မတောက်ဘူးမြင်တွေ့နေရတာတွေကများပါများတော့ဗျာကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့မောင်နှမတွေကိုပြန်ငဲကြည့်ကြပါအောင်ဗျာနော် မတောက်နဲ့လို့မပြောတောက်ပါရှော့တောက်ကြပါစီလီကန်လေးနဲ့တောက်ကြပါအခုတို့အလုပ်ပင်ပန်းလို့အရာတောက်တယ်ဆိုရဲစကားကြီးဟာကာပါလို့ကျွန်တော်ထင်တယ်အခုတို့အလုပ်ချမ်းနေလို့ရမယ်ကျွန်တော်လက်ခံတယ်ကျွန်တော်မဟုတ်တာအခုတို့ပျံစင်းလာလားကုံထမ်းလာလားမြန်မာနိုင်ငံမှာရှိတဲ့အပင်ပန်းဆုံးအလုပ်တွေပြပြကျွန်တော်မဟုတ်တာအကုန်လုပ်ဘူးတယ်ကြောက်သွင်းစင်းဘူးတယ်ရွှေရင်းစင်းဘူးတယ်ရေနံမော်ရောက်ဘူးတယ်ဖားကန်ရောက်ဘူးတယ်ပင်းမော်ရောက်ဘူးတယ် ကြောက်ရွံ့စင်းရင်ပေပေါင်း၈000ကျော်ဆင်းရတာနော်အတန့်အန်နဲ့ရမ်းများတယ်တယောက်တတိတစ်ချက်မှားတာနဲ့ channel လူတွေအသက်ပြောက်ပဲအလောက်ကြီးကိုအန်ရကြီးရဲ့လုပ်တွေလုပ်ခဲ့ရတာပင်ပန်းချက်ကပြောမနေနဲ့24နိုင်ဆင်းခဲ့ရတာဆိုရင်တပေါက်ပေါက်တော့ဒါပေမဲ့ကျွန်တော်ဘလောက်ပင်ပန်းပင်ပန်းဆလိတ်မတောက်ခဲ့အရမ်းမတောက်ခဲ့ဘူး sorry ဆလိတ်ကတောက်ခဲ့တယ်အရမ်းပဲတော့မှမတောက်ခဲ့ဘူးရှော့ကြပါဗျာကိုမိသားစုကိုလေးကို give site တမိုးထားကြပါ